မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးအားလုံးပါဝင်နိုင်သည့်ရွေးကောက်ပွဲမဟုတ်ပါကပြိပခပိုကြီးနိုင်ဟုကုလအထူးတန်တမန်တရိပ်ပေးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကပြုလုပ်မည့်ရွေးကောက်ပွဲသည်အားလုံးမပါဝင်နိုင်ပါကပြိပခပိုကြီးနိုင်ကြောင်းမြန်မာနိုင်ငံဆိုင်ရာကုလသမဂအထူးတန်တမန်ဂျူလီဘေးလျှော့ကတရိပ်ပေးလိုက်ပါတယ် ယမန်နေ့ဇွန်လ10ရက်ကကုလသမဂ္ဂအထွေထွေညီလာခံတွင်ဂျူလီဘစ်ရှော့ကမင်ကွန်ပြောကြားရာမှာမက်လာနောင်ပိုင်းကနေပြည်တော်နှင့်မန္တလေးတို့၌လူပေါင်း3000ကျော်သေဆုံးကထောင်ပေါင်းများစွာဒဏ်ရာရရှိခဲ့သည့်ပြင်းထန်သောငလင်လှုပ်ပြီးနောက်တွင်ပဲပြည်ပခများသည့်ရော့ကြမသွားပဲဆက်လက်ဖြစ်ပွားနေစေဖြစ်ကြောင်းပြောကြားပါသည် အောင်စရာကောင်းတာကငလင်းလှုပ်ပြီးနောက်မှာတော့အကြမ်းဖက်မှုတွေကမရက်တန်ခဲ့ပါဘူးအပြစ်ခက်ရဲစဲမှုတွေကိုအများအားဖြင့်လိုက်နာခြင်းမရှိတာကအကြက်တဲတဲမှာနောက်ထပ်အကြက်တဲတစ်ခုကိုဖြစ်ပေါ်စေခဲ့ပါတယ်ဟုလည်းသူမကဆိုပါတယ်နှစ်ဖက်စလုံးတွင်တစ်ဖက်နဲ့တစ်ဖက်လုံးဝကြဆုံသွားဖို့လုံးဝကြဆုံရေးချင်းကမ်းမှုဆက်လက်တည်ရှိနေသလို့ လက်နက်များရရှိနေမှုကလည်းစစ်ရေးအောင်ပွဲမျှော်လင့်ချက်ကိုမြင့်တင်ပေးနေသည်ဟုပြောကြားခဲ့ပါသည်။ဂျူလီဘစ်ရှော့ကမြမကောင်းဆောင်များအနေဖြင့်၎င်းတို့၏မဟာဗျူဟာများကိုပြန်လည်စဉ်းစားရန်တိုက်တွန်းခဲ့ပြီးအကြမ်းဖက်မှုများအဆုံးသတ်ပြီးဒီဇင်ဘာသို့မဟုတ်ဇန်နဝါရီလတွင်စီစဉ်ထားသည့်ရွေးကောက်ပွဲများသည်ပွင့်လင်းမြင်သာမှုနှင့်အလုံးပါဝင်နိုင်ခြင်းမရှိပါကပြည်ပခများနှင့်မတည်ငြိမ်မှုများကိုပုံမှုဆိုးရွားစေနိုင်ကြောင်းသတိပေးထားပါသည်။ ဒေတာရင်းထောက်ခံမှုဖြင့်နိုင်ငံရေးဆွေးနွေးမှုအပေါ်အတိုင်းအတာတစ်ခုထိပွင့်လင်းမှုရှိသည်ဟုသူမကမှတ်ချက်ပြုခဲ့တော်လဲရှေ့ဆက်ရမည့်နိလန့်နှင့်ပတ်သက်၍ကြေပြန့်သောသဘောတူညီမှုမရှိသေးကြောင်းပြောကြားပါရယ်ဂျူလီဘီရှော့သည်မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးတက်တမန်အော့တ်မန်ဟာရှင်နှင့်အတူပူးပေါင်းလှုပ်ဆောင်လျက်ရှိပြီး၎င်းတို့နှုတ်ဦးမြန်မာနိုင်ငံသို့အထူးတကားသွားရောက်ရန်စီစဉ်ထားကြောင်းပြောကြားပါရယ်ထို့ပြင်သူမသည်တနင်္လာနေ့ကမြန်မာနှင့်ဘင်္ဂါဒေ့ရှ်ရိုဟင်ဂျာလူနည်းစုကိုယ်စားလှယ်များနှင့်အွန်လိုင်းမှတဆင့်လျက် ဆွေးနွေးခဲ့ပါတယ်။ရခိုင်ပြည်နယ်မြောက်ပိုင်းရှိရိုဟင်ဂျာများအတွက်အခြေအနေများသည့်ဆိုရကြောင်းအရက်သား80ရာခိုင်နှုန်းအထိစီးရဲမွဲတည်မှုနဲ့ရင်ဆိုင်နေရပြီးအစိုးရတပ်များနဲ့အာရခတပ်တော် EE တပ်တို့အကြားတိုက်ပွဲများတွင်ပိတ်မိနေကြောင်းရိုဟင်ဂျာအရက်သားများသည့်အတင်းအဓမ္မစစ်မှုခိုင်းစေမှုများနဲ့အခြားသောအလွဲသုံးစားမှုများခံနေရကြောင်းလည်းဂျူလီဘစ်ရှော့ကဆိုပါတယ်။ စက်တင်ဘာလတွင်ကျင်းပမည့်အဆင့်မြင့်ကုလသမဂ္ဂညီလာခံသည်ရိုဟင်ဂျာများနှင့်အခြားလူနည်းစုများအတွက်ရေရှည်တည်တံ့သော ဖြစ်ရှင်နည်းများရှာဖွေရာတွင်အရေးပါမည်ဖြစ်ကြောင်းသူမကကုလသမဂ္ဂအထွေထွေညီလာခံတွင်ပြောကြားခဲ့ကြောင်းသိရှိရပါသည်နောက်ထပ်တင်ဆက်ပေးမယ့်တရင်အကြောင်းကတော့စစ်တပ်ထောက်ခံသူဇော်ဖုံးဟင်းကိုအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့အမှုထပ်ဖွင့်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ စစ်ကောင်ဆောင်တွေစစ်ဗိုလ်ချုပ်တွေနဲ့တိုင်းမှုတွေကိုပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုခဲ့တဲ့စစ်တပ်ထောက်ခံသူဇော်ဖုံဟိန်ကိုစစ်ကောင်စီကအကြမ်းဖက်တိုက်ဖြတ်ရေးဥပဒေပုံမှခခွေ၃ခခွေ၁၅နဲ့ဇွန်လ၈ရက်ကထပ်တိုးအမှုဖွင့်လိုက်ပါတယ်။ ဆောင်းလာနှစ်ရက်ကပြည်ဦးလွင်နေကနေဖမ်းဆီးလာတဲ့ဇော်ဖိုးဟင်းကိုနန်းတွင်းစစ်ကြောရေးမှဆိုင်းရဖအဖွဲ့ကတပတ်တာစစ်ဆေးပြီးနောက်မူလကကနဦးဖွင့်ထားတဲ့ပုံမှ905ကကြီးနဲ့ပုံမှ66ကကြီးအပြင်အကြမ်းဖက်တိုက်ဖြတ်ရေးဥပဒေပုံမှ3ခွေ15နဲ့ပါထတ်တိုးအမှုဖွင့်ထားတယ်လို့လာပါကတိုင်းနဲ့နီးစပ်တဲ့သတင်းရှင်းမြစ်ကပြောပါရယ်စစ်တပ်ထောက်ခံနေဆိုပြီးစစ်တပ်ကိုပဲတောက်လျှောက်ဆဲနေတော့သူ့ကို NUG ကလွှတ်တဲ့တချို့ဆိုပြီးတပ်ထောက်ခံသူတွေကပဲဝိုင်းတိုင်တာလက်ရှိအခြေအနေထိအမှု းဖွင့်ထားတာပုံမှန်၃ခုရှိပြီးတွင်းကုံပို့ကုံမတရားဝင်းကုံတွေမှု တိန့်ကုံပုတ်ကုံတရားမဝင်ကုန်တယ်မှုတွေအတွက်ပါထက်ဆင်နေတယ်လို့ပြောပါရယ်အကျန်းဖက်တိုက်ဖြည့်ဥပဒေပုံမှ3ခွေ15မှာအကျန်းဖက်အုပ်စုတစ်ခုခုမှဖြစ်စေအကျန်းဖက်လုပ်ငန်းဆောင်ရွက်ဖို့ဖြစ်စေစီယုံတိန့်သွင်းတာတိုက်တော်နာဝါရဖြန်နာတို့အတွက်အကျုံးဝင်တယ်လို့တရားလွတ်တော်ရှေ့နေတူကပြောပါရယ်ဒီပုံမှကအာနာသိမ့်ပြီး6လတတန်းဒိုပြီးစစ်တပ်ကပြင်လိုက်တဲ့ဥပဒေအကျန်းဖက်တိုက်ဖြည့်ဥပဒေပုံမှ52ရဲ့ပုံမှခွဲတွေပေါ် NUG PDN နဲ့ ဤအိုရီကိုထောက်ခံအားပေးရင်ဖွင့်တဲ့ပုံမမျိုးပေါ့ထောင်တန်းခုနှစ်နှစ်ကနေ၁၀နှစ်ထိကြာနိုင်တယ်လို့ပြောပါတယ်။ လက်ရှိရင်ဆိုင်နေရတဲ့ပုံမှန်တွေအပြင်ဇော်ဖိုးဟိမရန်ကုန်တိုင်းတောင်ငုံမြို့နယ်ရဲစခန်းမှာမေလ၈ရက်ကလူရန်းစားဘဝတိုးတက်မြန်မာရေးပါတီကအထွေထွေအတွင်ရေးမှူးဒေါ်မိုးမိုးခိုင်ကစစ်ကောင်းဆောင်တွေကိုဆဲဆိုလို့ဖွင့်လှစ်ထားတဲ့ပုံမှန်66ကားကြီးကိုလည်းတရားရင်ဆိုင်ရမှာဖြစ်ပါတယ်တက်ထောက်ခံသူဇော်ဖိုးဟိကိုဖမ်းဆီးဖို့စစ်တပ်လော်ဘီတွေဖြစ်တဲ့ဟန်ငိဦးအောင်မင်းဗာညွတ်ကျော်စွာကိုတက်စတဲ့သူတွေကတရင်ပေးခဲ့ကြသလိုကျော်စိုးဦးပေါ့ကိုတော့ဒဇင်ဦးနဲ့မက်ပူတူတို့မှလည်းအမှုနဲ့ပတ်သက်ပြီးအကူအညီမပေးတဲ့ အတွက်တဲထောက်ခံသူနဲ့ပြည်သူစစ်အဖွဲ့တွေကြားမှာဝေဖန်မှုတွေရှိနေကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဖေကုံအဆက်တိုက်ပွဲနှစ်ဖက်ထိခိုက်ကြဆုံးမှုရှိတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ ရှမ်းပြည်နယ်တောင်ပိုင်းဖေခုံမြို့နယ်အဆက်တွင်တိုက်ပွဲများဖြစ်ပွားနေရာနှစ်ဖက်ထိခိုက်ကြဆုံးမှုများရှိကြောင်းရှမ်းတောင်စစ်ဒေသဗျူဟာ၁၄ကစွန်လ၁၇ရက်နေ့မှထုတ်ပြန်ပါတယ်စစ်ကောင်စီတပ်နဲ့စစ်တပ်လောက်ခံ PNO PNA ပြည်သူစစ်တို့ဟာဖေခုံအင်းအရှိချမ်းတော်လိုင်းရေးအင်အားစုများထိန်းချုပ်ရာညောင်ရွှေမြို့နယ်ရေဘူးကျေးရွာတို့အင်အားအများပြားဖြင့်စွန်လ၂ရက်မှစစ်ကြောင်းထိုးလာရာမှတိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ပါတယ်တိုက်ပွဲများသည်စွန်လ၁၇ရက်နေ့ထိဖြစ်ပွားနေပြီးတပတ်တာကာလတွင်နှစ်ဖက်ထိခိုက်ကြဆုံး မှုများရှိခဲ့က PNO PN ၏ပြည်သူ့စစ်ဘက်မှ9ဦးထပ်မံတေဆုံပြီးဒဏ်ရာရသူများလည်းရှိကြောင်းအသိပေးပါရယ်။တိုက်ပွဲချိန်တွေကတော့စာခနဲ့ PNO တွေတက်လာလိုက်အထိနာလို့ပြန်ဆုတ်လိုက်ပြန်တက်လာလိုက်ပုံစံမျိုးရှိနေတယ်ဟုဖဲခုံမြို့နယ်မှာစစ်ရေးတရင်ချင်းမြစ်တူကပြောပါရယ်။ထို့ပြင်စစ်ကောင်စီစစ်ကြောင်းတွေစစ်ကြောင်းထိုးနေတဲ့ရှမ်းတောင်ကရင်နီနယ်စပ်တွေတောင်ဂုံးတာကျေးရွာမှာလည်းကရင်နီအမျိုးသားကာကွယ်ရေးတပ်နဲ့အတူဖဲခုံ PD ရဲ့ တုံညာ36တက်ရင်တို့ပူပေါင်းကစီရေးလှူရှာမှုများပြုနေပြီး၎င်းချင်းနေများကြောင့်ဖေကုံမြို့နယ်တဝမ်းတွင်လည်းစီရေးချင်းနေပိုတင်းမာလာနိုင်ကြောင်းဖော်ပြထားပါသည်။တိုက်ပွဲများနှင့်စီရေးချင်းနေတင်းမာနေမှုများရှိနေသည့်ကာလတွင်စစ်ကောင်စီတပ်မှပြည်သူအများနေထိုင်ရာဖေကုံမြို့နယ်တွင်ရှိချေးရွာများသို့ဦးတည်ကလေကြောင်းတိုက်ခိုက်မှုများနှင့်အတူလက်နက်ကြီးများဆက်မပြတ်ပစ်ခတ်မှုကြောင့်ပြည်သူ၃ဦးသေဆုံးပြီးပြည်သူ၆ဦးဒဏ်ရာရရှိခဲ့ပါသည်။ဒဏ်ရာရသူများတွင်ကလေးငယ်နှင့်အမျိုးသမီးများအများစုပါဝင် ါတယ်။လက်ရှိတိုက်ပွဲဖြစ်ပွားရာအနည်းဝန်းချင်းရှိပြည်သူများအနေဖြင့်ကာကွယ်ရေးတပ်များအတိပေးထုတ်ပြန်ထားရဲ့စီရေးကာကွယ်ရေးတပ်များမှအတိပေးထုတ်ပြန်ထားတဲ့စီရေးသတိပေးချက်များကိုလုံခြုံရေးအတွက်လိုက်နာဆောင်ရွက်ရန်မြစ်တာရခန့်ထားပါတယ်။စစ်ကောင်စီတပ်နဲ့ PNU ပြည်သူစီစစ်ကြောင်းထုံမှုကြောင့်ဖေခုံအင်းအရှိချမ်းရှိဆောင်းနန်းခဲလွယ်ပေါ်နတ်ပေါ်လုံးနတ်ဆိုအဆရှိသည့်ခြေရွာများမှာပြည်သူရာပေါင်းများစွာဆစ်ရှောင်နေရပြီးရေးပေါ်ကူညီများလိုအပ်နေပါတယ်။ PNO PNA ပြည်သူ့စစ်ကောင်ဦးဆောင်လမ်းပြမှုဖြင့်စစ်ကြောင်းထိုးနေသောစစ်ကောင်စီတပ်ပူးပေါင်းစစ်ကြောင်းများဟာ၎င်းတို့ရောက်ရှိရာခြေရွာများတခြားမှာပြည်သူများကိုအတင်းကျပ်စစ်မှုထမ်းစေခြင်းငွေကြေးများအတင်းအဓမ္မတောင်းခံခြင်းများပြုလုပ်နေသည့်အပြင်ညှဉ်းပန်းနှိပ်စက်မှုများလည်းရှိနေကြောင်းသိရှိရပါသည်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြောက်ရီမြို့ခလာယာ295တပ်ရင်းမှစစ်ကောင်စီတပ်သားတအူးနဲ့စစ်မှုရန်တပ်သားတဲ့2ဦးစုစုပေါင်း3ဦးအလင်းဝင်စစ်တပ်၏ပေါ်တာဆွဲဖမ်းဆီးခံရမှုပြီးစစ်သားအဖြစ်သွတ်သွင်းခံရသူများဖြစ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကရင်ပြည်နယ်မြဝတီမြို့ခလာရ295တရင်မအကျန်းဖဲစစ်ကောင်စီတပ်သားတဦးနဲ့စစ်မှုရန်တပ်သားတဲ့2ဦးစုစုပေါင်းစစ်သား3ဦးကအလင်းဝင်ရောက်ခဲ့ကြောင်းပြည်သူ့ကာကွယ်တပ်မတော်ဗျူဟာ37လုံခြုံရေးတပ်ခွဲမှတာဝန်ရှိသူတို့ကပြောကြားပါရယ်ဇွန်လ9ရက်နေ့မြဝတီမြို့295တရင်မအကျန်းဖဲစစ်ကောင်စီတပ်သားတဦးနဲ့စစ်မှုရန်တပ်သားတဲ့2ဦးအပါအဝင်3ဦးဟာလက်နက်များယူဆောင်လာခြင်းမရှိဘဲဗျူ ်လူဟာ31လုံခြုံရေးတပ်ခွဲထံသို့အလင်းဝင်ရောက်ခဲ့ကြောင်းသိရပါသည်။ အလင်းဝင်ရောက်လာတဲ့သုံးဦးစလုံးကတနက်မပါပါဘူးအလင်းဝင်ရောက်လာတဲ့သူတဦးကဌာနေတဦးနဲ့ကျန်းနေတဦးကတော့စစ်မှုထမ်းတပ်သားတစ်ပါးရွှေပြည်သားကတယောက်နဲ့ပြည်ပကတယောက်ပါစစ်မှုထမ်းတပ်သားနှစ်ဦးစလုံးကစစ်မှုထမ်းတနက်အပတ်စဉ်ရှိကပါစစ်မှုထမ်းတပ်သားနှစ်ဦးစလုံးကအလုတ်သွားရင်းနဲ့အစွဲခံရတာပါသူတို့နှစ်ဦးစလုံးကစစ်မှုထမ်းတနန်းကိုလေ့ကျင့်ရေးသုံးကျိုင်းတောင်းမှတက်ခဲ့တဲ့ကျန်းတဲ့သူတွေလည်းအမြန်ဆုံးအလင်းဝင်ကြပါလို့တိုက်တွန်းချင်ပါတယ်ဟုပြည်သူ့ကာကွယ်တပ်မတော်ဗျူဟာ37လုံခြုံရေးတပ်ခွဲမှတာဝန်ရှိသူက ရှင်းပြပါရယ်ထို့သို့အလင်းဝင်ရောက်လာသောအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦးကိုတဦးလည်းရင်စုငွေ၅သိန်းချက်စီပေးရချင်းမြင့်ခဲ့ကြောင်းသိရပါရယ်အကြမ်းဖက်စစ်ကောင်စီကနိုင်ငံတော်မှလူငယ်များကိုဘော်ဒါဆွဲဖမ်းဆီး၍စစ်မှုရန်တပ်သားတင်များအဖြစ်စုဆောင်းလျက်ရှိရာယခုခါစစ်မှုရန်အပတ်စဉ်၁၄သို့ရောက်ရှိနေပြီဖြစ်ကြောင်းသိရှိရပါရယ်